ဒီတစ်ခေါက်သင်ခန်းစာလေးမှာ internet traffic အတွက် time schedule တစ်ခုသတ်မှတ်ပုံသတ်မှတ်နည်း left လေးတစ်ခုကိုရှင်းပြတော့မှာဖြစ်ပါတယ်အရင်ကိုယူရှင်းပါတယ်အဲ့တော့အရင်သင်ခန်းစာတော့ကတော့191.91.11เนาะပြီးရင်သိရဲ့ specific IP address တစ်ခုကိုသတ်မှတ်ပြီးတော့ internet ပြုလုပ်တာ internet ပေးတာကိုရှင်းပြသွားတယ်ဒီခါတော့ time schedule ပေါ့အတိုင်းစကဂျူပေးခြင်းလို့ရှိရင်ဘယ်လိုသွားရမလဲဆိုရင်ကျွန်တော် network ကိုသွားမယ် sorry network မဟုတ် object ထင်တယ် object ဟို also မှာ schedule ဆိုတာလေးရှိတယ်အဲ့ဒါကိုတွားမယ် schedule တွားနေမှာ add ဆိုတာရှိမယ် add နှိပ်လိုက်မယ်အဲ့တော့ဒါက internet ဆိုပေးလိုက်ဒါဒီ schedule ကမျိုးစုံပေးလို့ရတယ်เนาะ web traffic အတွက် database traffic အတွက် application traffic အတွက်စသဖြင့်ပေါ့နော် email traffic အတွက်ကြိုက်တဲ့ schedule တွေကြိုက်တဲ့လောက်ရေးလို့ရတယ်ဒီမှာဆိုရင် daily ရှိတယ် weekly ရှိတယ်ပေါ့ကျွန်တော် daily ပဲပေးလိုက်မယ် start time and time start time and time ကတော့တယောက်နဲ့တော့တူမှာမဟုတ်ကျွန်တော်အခု left အနေနဲ့ example ရှင်းပြတာဖြစ်တဲ့အတွက်ကျွန်တော်အချိန်ပေါ့နော်10နာရီလည်းဖြစ်နိုင်တယ်9နာရီလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ဘယ်လိုပြီးလဲမလို့17နာရီကနေအဲဆိုကြပါဦးနော်17နာရီကနေ17 minute ကနေဟုတ်ပြီဘယ်မှာဘယ်ထိပဲပြီးမလဲဆိုလို့ရှိရင်17နာရီ minute 20ထိပဲပြီးမယ်2 minute ပဲပြီးမယ်ဒါဥပမာအနေနဲ့ကျွန်တော်ရှင်းပြတာနော် leftly ဆန်းကျင်တာဖြစ်တဲ့အတွက်ကိုကြိုက်တဲ့တဲ့ရမနေ့9နာရီကနေညနေ9နာရီအထိပြီးရင်ဒီမှာ9 to အာဆမ်ပီးပေါ့နော်အဲ့လိုမျိုးပေးလို့ရတယ်โอเคဒါ7 9ရ session မနေ့โอเคโอเคပြီးသွားပြီအော်ဒီကောင်ကိုဘာနဲ့တွဲပေးရမလဲဒီကျွန်တော်တို့ schedule ပေးပြီးသွားပြီအဲ့တော့ဘယ်မှာသွားပေးရမလဲဆိုရင်ဒီ policy မှာ security policy မှာသွားပေးရမယ် NAD မှာသွားပေးပေးရမှာမဟုတ် security ကျွန်တော်တို့ဒီ rule ထဲမှာသွားပြီးတော့ test တွဲပေးရမယ် test တွဲပေးရမယ်ခဏဆောင်ပါနော်အော်ဘယ်လိုသွားတွဲမလဲဆိုရင် from land to internet ကိုသွားမယ်သူရဲ့ rule ကိုသွားမယ် action action ရောဒီအောက်မှာ other setting schedule မှာကျွန်တော်တို့ရေးခဲ့တယ် internet ဆိုတာလေးရေးခဲ့တယ်အဲ့ဒါလေးရွေးပေးမယ်ပြီးရင် okay နေမယ်ဟောဒီမှာ option မှာဒီအတိုင်းလေးပေါ်လာနော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ commit နေမယ်ဟောဒီအားလေးကိုထွက်အောင်တိုင်းမယ်ပြင်ကြည့်မယ်နည်းနည်းရသလားဆိုတာ 91တော့ဘယ်လောက်ဖြစ်နေပြီလဲဆိုရင်အလဲပဲပဲเนาะအခုရှိရတော့ဒီ time schedule ကတော့ Palo Alto Firewall မှာရှိတဲ့ schedule နဲ့ဒီ client ရဲ့ time zone ကတော့မှန်ဖို့တော့လိုတယ်ပေါ့เนาะမှန်မှန်ဟုတ်ဆိုရင် internet မရတာတွေပါတွေတော့ဖြစ်နိုင်တယ်အဲကျွန်တော် reference လုပ်ထားတာကတော့ဒီ Palo Alto Firewall ရဲ့ time ကို reference လုပ်ထားတာโอเคအခုတော့ commit လုပ်နေပြီဒီ time က တိုင်းစုံမှန်မှရမှာတိုင်းစုံမှန်မှန်ရတော့ကျွန်တော်ရမှာမဟုတ်ဘူးစက္ကန့်နိုင်စက္ကန့်18မိနစ်မှသူကစမှာနော်ကျွန်တော်တို့ဒီ follower တို့မှာလည်း7နိုင်18မိနစ်ဆိုပြီးပေးထားတာโอเคဒီ successful လို့ဖြစ်သွားရင် device တွေအတိုင်းစုံနဲ့သွားကြည့်ဦးမယ်ကျွန်တော် management uh, okay certain session minute okay in any yala အဲ့အင်တာနက်ရတာ7နာရီ20ထိပဲသူရလိမ့်မယ်7နာရီ20ကျော်ရတာဆိုတော့ ਨੇ မရတော့ဘူးโอเคအဲ့တော့ဒီတိုင်းမထားသေးဘူးကျွန်တော်ဒီလောလောဆယ်အာဒီ recording ကို post pre ရိုက်ထားမယ်7:19 7:20လောက်မှာကျွန်တော်ပြန် phone ပြမယ်โอเค7 minute ထိအင်တာနက်ရနေတော့မယ် ရင်20 ठी ရနေတော့ပဲเนาะโอเค20ဖြစ်သွားပြီ7:27မိနစ်မှာဒီ internet မရတော့ဘူးဘာဖြစ်လို့မရတာလဲဆိုရင်ဘာအကြောင်းကြောင်းနဲ့မှမဟုတ်ဘူးဘာလို့ auto fire မှာသူရဲ့ policy မှာကျွန်တော်တို့က schedule တစ်ခုသတ်မှတ်လိုက်တယ်ဒီ schedule အထဲမှာပဲသူ internet ရမယ်နော်ဒီ schedule အထဲမှာမဟုတ်လို့ရှိရင်သူ internet မထွက်တော့ဘူးပေါ့နော်ဒီသဘောတရားကိုဆိုလိုရင်းဖြစ်တယ်โอเคเนาะဒါက IP address နဲ့လည်း internet ကို fade out လောက်တာမဟုတ်ဘူး time schedule အရာပဲသူက fade out လောက်တာတခြား raw fade out လည်းလောက်တာမဟုတ်ဘူးโอเคเนาะဒါ schedule ကသုံးရတာအရန်ကိုလွယ်ပါတယ် config ချရတာလည်းအရန်ကိုလွယ်တယ် internet traffic တွေအတွက်ပဲသုံးတာပဲဖြစ်ဖြစ် LAN user တွေကနေကိုယ့်ရဲ့ network ထဲမှာရှိရဲ့ data bit asset เนาะ server asset တွေကို အချိန်အတိုင်းအတာတစ်ခုပဲပေးသုံးနေတာမျိုးပဲဖြစ်ဖြစ်ဒီ schedule ကအရန်ဟိုအသုံးပြပါတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ dynamic IPN ပေါ့ NAD နဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုရှင်းပြသွားရင် နောက်ထပ်ကြံသေးတဲ့ destination NAD အကြောင်းကိုလည်းကျွန်တော်ဆက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်။